ခေတိ YouTube channel လေးကပြန်လဲကြိုးစားပါရပါနော်။နေဘာလို့ပြောချင်လဲဆိုတော့နော်ဒီနေ့စာလေးနည်းနည်းဖတ်ပြပြီးမှာပါနော်။ကျွန်တော်ရေးသွားသောင်းပါးချင်း motive တွေရေးထားတဲ့နော်စာလေးနည်းနည်းဖတ်ပြပြီးမှာပါနော်။ဒါတော့ဒါကိုကြိုက်တာကိုလှုပ်ပါနော်။ကိုကြိုက်တာကိုကြိုက်တာကိုလှုပ်ပေါ်ဆိုတဲ့အားလေးပဲပေါ့နော်။ဒါတော့သူ့ဟာကြည့်ချင်ကျွန်တော်အမြဲတမ်းပြောနော် Telegram မှာကျွန်တော်ရေးသွားသောင်းပါးချင်း motive တွေဆိုပြီးတော့ share လိုက်။နောက်တစ်ခုကကြတော့ Facebook မှာရှိတယ် YouTube မှာရှိတယ်เนาะဒါစာပဲဖတ်ချင်တဲ့ဆိုရင်စာပဲတော့ဖတ်ကျွန်တော်တော့เนาะဟိုဖတ်ပြပြီးမှာပေါ့เนาะအဲ့တော့တော့မြန်မာနိုင်ငံမှာသိရမလားဟိုတခုမကောင်းတာကျွန်တော်တို့လည်းမြေရန်တောက်ချက်ပြောပြတယ်ခင်ဗျားတို့လူပုတ်ကိုတူဖို့မူးမတည်နဲ့နော်နိုင်ငံအောင်ကြည့်နိုင်ငံအောင်ကြည့် KC အမြဲတမ်းပြောနိုင်ငံအောင်ကြည့်လူပုတ်ကိုရောမကြည့်နဲ့လူပုတ်ကိုတွေဆိုတာဖောက်လဲဖောက်ပြန်ဒီဓာတ်သဘောတွေအကုန်ရှိပြီးသားနော်အဲ့တော့ ဒါနားလေပါတယ်ဗျာခင်ဗျားတို့လူစိတ်ဆိုတာခင်ဗျားတို့အများတိုင်းမှန်နေပါမယ်အများတိုင်းဟိုတိဖြစ်နေပါပြောင်းမှန်နေပါမယ်ဆိုတာမရှိပါဘူးနော်အကြောတော့ခင်ဗျားတို့ဒါမြင်သာတဲ့အရာပဲမြင်မြင်သာပဲနဲ့ခင်ဗျားတို့ကလူပုဂ္ဂိုလ်တယောက်ပေါ့အသေးစားဆွဲပြီးတော့တည်ရမလားဟိုဖြစ်နိုင်မျိုးဖြစ်နိုင်နေလည်းမတွေးတော့ဘူးအသေးစားဟာတကယ်ဟိုခင်ဗျားတို့တွေးလိုက်တဲ့အရာကြီးတကယ်နော်လွယ်မှားနေတဲ့အရာကြီးဗျာကျွန်တော်ပြောရကိုလေးသားယုံကြည်ရတဲ့လူကိုလည်းပြန်လဲဆန်းစစ်ရမှာခင်ဗျား ကိုမအုံနောက်ပါတယ်နော်ခရီးရန်ခရီးရသင်ခင်းတဲ့ငါတို့ဘာလို့သိနေဘာကင်သိနေသူပြောတာဟုတ်လားမဟုတ်ဘူးလားဒါမျိုးဝီဘန်တောက်ချူပြီးတော့ဖြစ်တဲ့အရာကိုလောရမယ်ကြာခင်ဗျာနော်ကျွန်တော်ကြီးမှာစင်ဗုဒ္ဓဆိုတာဂျာနေဂျာနေတဲ့လူတွေကစကားပြရမှာပြောအမေရိကန်မှာဆိုဒီမိုကရက်တစ်ရဲ့ဝီဘန်ကလင်ရရှိတယ်အကြီးဆုံးပေါ့နော်နှစ်ခုရှိတယ်ဂျန်နဲ့တတိပုဂ္ဂလရေထားလိုက်တော့အဲ့ဒီနှစ်ခုကခေါက်မဲဆွဲရတာစင်ဗုဒ္ဓဆိုတဲ့ဂျာနေမဲတွေကိုရအောင်ဆွဲရတာ ဲ့ဒီဟာရရနိုင်တာခင်ဗျာဒီတိုင်းဒီတိုင်းဟာဟာကြီးကသူ့ဟာသူရှိပြီးသားအပြည့်ရှိပြီးသားဒီအဲ့ဒီသူတို့မဲနိုင်ခြင်းလို့ကျအဲ့ဒီသင်းဗုဒ္ဓတွေကိုသူတို့ကအတင်းစီးလုံးရတာငါ့ကိုဘာလို့ပြီးမှဘာလို့ပြီးဟိုဘက်ကလည်းဘာလို့ပြီးမှညာလို့ပြီးမှအဲ့ဒီကမှသင်းဗုဒ္ဓသူ့သဘောကျတဲ့အချက်လက်ပါတဲ့ပါတီအဲ့ဒီပါတီကိုမဲပြီးမှအဲ့ဒါမှနိုင်ပါခုကျွန်တော်မြန်မာနိုင်ငံမှာဟာဂျာနီမရှိဘူးဂျာနီမရှိဘူးအဲ့တော့အမေရိကန်ရောတင်းနေရကျော်တက်တန်းကြီးတဲ့ နော်ဒီမိုကရေစီဘိုးအိမ်မှာတော့ဂျားနေချီတော်မြန်မာနိုင်ငံမှာဂျားနေမရှိဘူးဂျားနေမလို့ရအောင်ဆိုတော့စဉ်းစားကြည့်အောင်ဆွင်ပုဒ္ဒါရီခမဩသာအာနာရှိလာတဲ့ဂျားနေတဲ့ဒူတွေဩသာအာနာရှိလာမှခမတို့အဆင်ပြေမှာဒါဒီတရက်ကခမငူအောင်ကငါနဲ့မတူငါရန်သူတိရမလားငါတို့ထောက်ခံတဲ့ပက္ခုပဲထောက်ခံမှာငါတို့မဟုတ်ငါတို့မဟုတ်တဲ့လူထောက်ခံရင်အာခမအဲ့ဒါကြီးဒီမိုကရေစီစာညံစာညုံးနဲ့လည်းမကြိုက်ဘူးလေခမ ကိုလုတ်တဲ့ရာသူဘွားကိုကိုလွတ်လပ်မှုကသူမြောက်ထိခိုက်နေတာနေဆိုအဲ့ဒါခမရလွတ်လပ်မှုအစ်င့်မှာမဟုတ်ဘူးဟမ်ကြတော့ဒီမှာเนาะကျွန်တော်ပြောဆောင်ရမုတ်တဲ့ရေးထားတဲ့ကိုကြိုက်တဲ့ကိုလို့ဆိုရဆောင်းမလေးကိုဖတ်ပြပေးမယ်ပေါ့เนาะကြတော့ရွေးကောက်ပွဲလုပ်ဖို့တဲ့ရက်နှင်းငယ်ပဲကြံတော့တယ်တဲ့เนาะတချို့တွေနိုင်မဲ့မြင်း လောင်းလိုက်တာမျိုးလဲတွေ့ရတယ်တဲ့အမှုပညာတဲ့တချို့လဲကြန့်ခိုင်ရင်းနဲ့ပြီးသုံးလုံးဘတ်တွေမှာယက်တီတာတွေ့ရတယ်တဲ့လူတိုင်းကြက်ရရွေးချယ်ခွင့်ရှိပါတယ်တဲ့နော်ဖြစ်နေတဲ့အနေထားကအများကြီးမပြောင်းလဲဘူးဆိုရင်အမားကံမရှိတဲ့အမားကံမဲရှိတဲ့ကြန့်ခိုင်ရေးကမဲအများဇုံရပြီးနိုင်ရလိမ့်မယ်တဲ့တကယ်လို့အရင်ကကြန့်ခိုင်ရေးတွေရဲ့အတိုက်ခံဖြစ်ခဲ့တဲ့သူတွေ ကြံ့ခိုင်ရေးကိုစန့်ကျင်ပြီးမဲထွက်ပေးလိုက်မယ်ဆိုရင်တော့မထင်မှတ်တဲ့အပြောင်းလဲဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုတော့ရှိတယ်တဲ့ရွေးကောက်ပွဲထက်ရွေးကောက်ပွဲနောက်ပိုင်းအခြေအနေတွေကိုပိုမျှော်လင့်လို့ရွေးကောက်ပွဲဆိုတာကိုဖျက်ကြော်ရမှာပါတဲ့ရွေးကောက်ပွဲရဲ့ရွေးကောက်ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ပြိုင်မဲ့ပါတီ၆ခုနဲ့တတိပုဂ္ဂလပါတီအပါအဝင် PR နဲ့တိုင်းဒေသကြီးအလျောက်အလျောက်ပြိုင်မဲ့ပါတီများစွာရှိနေတယ်တဲ့ စုစုပေါင်း58ပါတီရှိတယ်တဲ့ရွေးကောက်ပွဲကိုလက်မခံတဲ့ဘက်ကလည်းရှိတယ်မြန်မာနိုင်ငံကစစ်တပ်အာဏာရယူထားတာကနေရပ်ဖက်အုပ်ချုပ်ရေးစနစ်ကိုမဖြစ်မနေပြောင်းကိုပြောင်းရမယ်ဘယ်အချိန်ပြောင်းလဲရမလဲဆိုတာကတော့ဖြစ်နိုင်သမျှအမြန်ဆုံးပြောင်းလဲရမယ်အာဏာလွှဲပြောင်းရယူခဲ့တာကိုမကျေနပ်လို့ဆိုပြီးလက်နက်ကင်တော်လန်ခဲ့ကြတာ၅နှစ်တာကာလရှိခဲ့ပေမဲ့မအောင်မြင်ခဲ့ကြဘူးတဲ့နောက်ထပ်၅နှစ်ထပ်တော်လန်လည်းမအောင်မြင်နိုင်တော့ဘူးတဲ့ ဘာလို့လဲဆိုရင်ထောက်ပံ့ပေးခဲ့ကြတဲ့ပြည်သူတွေကလက်ကုံသွားပြီပြီးခဲ့တဲ့9နှစ်လို့မထောက်ပံ့ပေးနိုင်တော့ဘူးတဲ့တော်လိုင်းကြီးလုံနေတဲ့ဘက်ကလည်းတော်လိုင်းကြီးဘယ်တော့နိုင်ရမလဲလို့ AI ကိုမေးတာ9နှစ်ဒါမှမဟုတ်10နှစ်ကြာနိုင်တယ်ဘယ်အချိန်အနိုင်ရမလဲဆိုတာသူမခံမနိုင်ပါဘူးတဲ့ပြည်သူတွေကနောက်တဲ့9နှစ်10နှစ်ထပ်တောက်ခတ်နိုင်သေးလားထပ်ဆောင်အောင်မလားတဲ့ဒီတော့အာဏာလွှဲယူထားတဲ့သူကပြန်လွှဲပေးမယ်ဆိုတာသူကပြန်ယူဖို့နီလန်းကပို မြန်မဲလို့တွေးရတော့မယ်တဲ့ဒီနေရာမှာဘသူမပါလို့ဘယ်ဝါမပါလို့ဆိုပြီးကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းတွေဖြစ်လို့ပြောနေဖို့မလိုတော့ဘူးတဲ့ဝင်ပါတဲ့သူတွေဆက်လုတ်သွားကြရုံပဲရှိတာပေါ့တဲ့တဖြည်းဖြည်းနဲ့အင်ဒိုနီးရှားတို့ဖိလစ်ပိုင်တို့လိုဖြစ်သွားမှာပေါ့တဲ့တွေးလိုက်တဲ့နိုင်ငံခြားကနေပြီးတော့မြန်မာနိုင်ငံထဲကအမှုပညာရှင်တွေကိုအပြစ်ပြောနေတဲ့အမှုပညာရှင်တယောက်တဲ့သူရုပ်ရှင်ကိုတော့လူအပြစ်ဝင်လို့ကျေးဇူးတင်နေတာကိုတဲ့ တေချာတွေးကြည့်ရင်ရှက်ဖို့ကောင်းတယ်တဲ့တစ်ဖက်ကကြည့်ပြန်ရင်လည်းရီဖို့ကောင်းနေပြန်တယ်တဲ့ရှက်တယ်ဆိုတာကလည်းရှက်လောက်တဲ့အသည့်ရှိဖို့လိုတယ်တဲ့ကိုကိုတိုင်းကြပတ်စံလိုခြင်းလိုခြင်းထောက်ခံမှုလိုခြင်းပြီးသူများတွေ့လှုပ်လှုပ်ရင် BC ဘိုင်းကော့ BC ဆိုတော့ဘိုင်းကော့နော်ဘိုင်းကော့လှုပ်ပါလို့ပြောနေတဲ့သူတွေပြန်ပြောစရာစကားမရှိတော့ဘူးတဲ့ဥပမာတစ်ခုပေးမယ်တဲ့လူတွေစုပြီးကြိုက်ချီးရိုးဖျားဘူးတွားပြ ကြိုက် GOP အဖြစ်ဖြစ်ရှောင်းတာဖြစ်ဖြစ်သွားကြမယ်ဆိုပါစို့တဲ့လိုက်ချင်တဲ့သူလိုက်လို့ရတယ်တချိန်တည်းတကားတည်းလိုက်ချင်လည်းရတယ်နောက်ကားနဲ့မှလိုက်ချင်လည်းရတယ်အခုတစ်ခေါက်မလိုက်ချင်လည်းနောက်တစ်ခေါက်မှလိုက်ချင်မယ်ဆိုလည်းရတယ်မသွားကျင်လို့မသွားတော့ဘူးဆိုလည်းဘာပြဿနာမှမရှိဘူးသူတို့ဘာသာသွားကြလိမ့်မယ်သွားတဲ့သူနဲ့သွားတဲ့သူတွေကိုမသွားရဘူးသွားရင်ဝိုင်းပြဿနာခြာကြပါလို့ပြောရင်ကြီးရာချက်เสียပါတဲ့ ဥပမာဒီဥပမာလိုပဲရွေးကောက်ပွဲကိုကြိုက်တဲ့သူမဲသွားပေးလိုက်မယ်မကြိုက်တဲ့သူမဲမပေးနဲ့ပေါ့တဲ့သွားပေးတဲ့သူတွေကိုအပြစ်ပြောမယ်ရန်ရှာမယ်ဆိုရင်တော့မသင့်ဘူးတဲ့မြန်မာနိုင်ငံတွင်းမှာနေနေကြတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုကိုယ်တိုင်လာနေခံစားကြည့်ပြီးမှ ပြောကြပေါ့တဲ့တချို့ကကတော့ထားလိုက်ပါတဲ့နော်မိုးတက်ရန်ကုန်တက်ကြလို့နော်၁၈ရက်၁၇လ2025နော်မိုးတက်ဆွေ 26ရက်17လ2025ကျတော့ညီမတို့ကနည်းလေးစဉ်းစားဖို့တော့ကောင်းနေပြီပေါ့နော်ဟိုလောက်တာ၊ကိုင်းတာပြောတာဆိုတာအရာခင်ဗျားတို့တစ်ဖက်စွန့်ရောက်ပြီးတော့ဖြစ်နေတဲ့အရာဖြစ်နေတဲ့အရာဘာလို့ဆိုညှိနှိုင်းလို့မရတော့ဘူးဖြစ်ကုန်တာပေါ့နော်ညှိနှိုင်းလို့မရတော့ပဲအကွဲပြဲအကွဲပြဲအကွဲပြဲပဲဒီလိုပြီးတော့ပြီးတော့ဖြစ်နေမယ်ဆိုရင်တော့မဟုတ်သေးဘူးဗျခင်ဗျားတို့เนาะမဟုတ်သေးဘူးဒါအရေးတစ်ခုပြောင်းလဲခုပေါ့မှာခင်ဗျားတို့ ပြောတယ်ဟာအထွက်ပေါက်မင်းနဲ့ထွက်ပေါက်မင်းနဲ့ဒီထွက်ပေါက်ကဘသူထွက်ပေါက်လို့ပါတော့အဲ့ဒါလည်းတွေးရမှာလေအဲ့လိုတွေမတွေးဘဲနဲ့ခင်ဗျားတို့ကအသေးသေးဟုတ်ပြီနော်သူကဆက်ပြီးအုပ်ချုပ်မှပြုမယ်ဆိုရရင်ရောမြားနေလေတွေးကြသားမှာဗျာရွေးတစ်ခုပြောင်းလဲတစ်ခုမှာနော်ဒီကပမရှိလန်လှမ်းမှာလှမ်းပြီးတော့မှကိုပြည့်ပြည့်ပြောင်းလဲကျင်တဲ့အရာတွေထက်ထက်ဝင်ဝင်ပါပြီးပြည့်ပြည့်ပြောင်းလဲပြောင်းလဲမပြောင်းလဲလေ ်သူလှုပ်ဆောင်လို့ရတဲ့အရာတွေရှိတယ်အဲ့ဒီလိုလှုပ်ခင်ဗျာနှုတ်မဆိုရင်နော်ကြတော့ကိုလှုပ်တာကိုရနော်ကိုထိုင်တဲ့ကိုကန်းကြတော့ကိုဖြစ်ရင်ကိုခံဒါလည်းရှိတယ်ကိုကြိုက်တာကိုလှုပ်နော်ကိုလှုပ်တာကိုရကိုဖြစ်ရင်ကိုခံမင်းတိုင်းနဲ့မင်းကန်းဆိုလိုပဲရှင်းရှင်းလေးပဲနော်